ဒီနွေရာသီတစ်ခုလုံးကျမအဖို့အချက်အပြုတ်သင်တန်းကိုပဲမဲပြီးတက်နေမိခဲ့တယ်။အချက်အပြုတ်ပညာမှာဘလောက်တောင်အယူမှုဖြစ်ခဲ့တယ်လဲဆိုတော့ကျမအုံနောက်ထဲမှာအချက်အပြုတ်နဲ့ပတ်သက်တဲ့ကလစီတွေတိုးပွားလာသလားတော့အောင်မရတယ်။အခြေခံသဘောတရားလက်တွေ့အသုံးချခြင်းဆိုတဲ့စာအုပ်သုံးအုပ်ကိုဝယ်ပြီးတအုပ်ပြီးတအုပ်လေ့လာနေခဲ့မိတယ်။ဘတ်ကာစီးတဲ့အခါမှာပဲဖြစ်ဖြစ်ဆိုဖာပေါ်မှာလှည့်လျောင်းနေတဲ့အခါမှာပဲဖြစ်ဖြစ် ချက်နီးပြုတ်နေတဲ့ဘောတရားတွေကိုတဲတဲမဲမဲဖတ်နေခဲ့မိတယ်။ပြီးတော့အိမ်ဆောင်ထဲမှာပါတဲ့ကယ်လိုရီအပူချိန်လိုအပ်တဲ့ပစ္စည်းစားရတွေကိုလည်းအလွတ်ကျက်မှတ်နေခဲ့မိတယ်။ပြီးတဲ့အခါအချိန်အားရနဲ့မိဖို့ချောင်းတွေကိုဝင်ပြီးဟင်းအမျိုးမျိုးကိုစမ်းပြီးချက်ကြည့်နေခဲ့မိတယ်။အသုံးပြုပါများလုံးလို့ညထီးဆုပ်ပဲ့နေပြီဖြစ်တဲ့အဲ့ဒီဟင်းချက်နီစာအုပ်သုံးအုပ်ကိုအခုထပ်ထိကျမအမြတ်တနိုးသိမ်းထားဆဲပဲရှိသေးတယ် ကျမငယ်ငယ်တုန်းကဆွဲဆွဲလန်းလန်းဖတ်ခဲ့ဘူးတဲ့ရုပ်ပြစာအုပ်ကလေးတွေလိုပဲအဲ့ဒီစာအုပ်သုံးအုပ်ရဲ့ဘယ်စာမျက်နှာမှာဘယ်ပုံပါတယ်ဆိုတာကို ကျမအလွတ်ရနေခဲ့တယ်။ဒါကြောင့်မို့ UEG နဲ့ Erico ကတော့မိခငယ်တယောက်ကြောင်းသွားပြီလို့နောက်ပြန်ခဲ့ကြတယ်။သူတို့ပြောမယ်ဆိုရင်လည်းပြောတော့တယ်လေ။ကျမကတနေ့လုံးဟင်းတစ်မျိုးပြီးတစ်မျိုးချက်ပြီးရင်ချက်ခါတစ်ချက်သေးချက်နေခဲ့တာကို ဟင်းချက်လို့အစင်မပြင်းပြန်ပြီးချက်ရတာနဲ့ကျမအချိန်ပိုအလုပ်လုပ်ပြီးစုထားတဲ့ငွေကလေးလည်းကုန်သလောက်ရှိနေပြီ။အလွယ်လွယ်အမှားမှ ဖြစ်တဲ့အခါကိုကိုကိုယူကျုံမရဖြစ်ပြီးပြလောင်ခက်ရင်းနဲ့ပဲဟင်းတွေကိုတစ်ခွက်ပြီးတစ်ခွက်ချက်နေခဲ့မိရဲ့။အခုပြန်ပြီးစဉ်းစားကြည့်လိုက်တော့အဲ့ဒီဝါသနာကြောင့်ပဲကျမတို့သုံးယောက်ဟာအဲ့ဒီနေရာဒီတစ်ခုလုံးစားကောင်းတောက်ဖွဲ့တွေကိုပျော်ပျော်ပါပါစားခွင့်ကြုံခဲ့ရတယ်ဆိုတာသိလာရတယ်။ ညနေခင်းလေးညင်းကလေးတဖြူးဖြူးတိုက်ဝင်လာတဲ့ပြတင်းပေါက်ကနေနွေရာသီရဲ့အပြာနုရောင်ကောင်းကင်ကြီးကိုမော့ကြည့်ရင်ကျမတို့တွေဟာနူးညံ့ဤစိတ်နေတဲ့ဝက်စတူးရေခဲစိမ်တရုတ်ခေါဆွဲပြုတ်နဲ့လက်ဆက်တဲ့သခွားသီးတုပ်တွေကိုမြင်ရရှက်ရစားခဲ့ကြရတယ်။ကျမလေးကိုချက်သမ ्या ကိုပြပြပပစားခဲ့တဲ့အဲရီကိုနဲ့ဘာမှတခွမမပြောဘဲအာရပါရစားတတဲ့ UEG အတွက်ဟင်းတွေအမျိုးမျိုးချက်ကျွေးခဲ့ရတယ်။ ဖရသာမျိုးစုံပါတဲ့အုံးမလက်ကျုပ်မွေကျော်နဲ့လှလှပပပြင်ဆင်ထားတဲ့ဟင်းဒီဟင်းရွက်တမ်ပူရာကိုကြော်ကျွေးဖို့ကြတော့အချိန်အတော်ကြီးယူရတယ်။ပြီးတော့ဟင်းခတ်မွေးကြိုင်အမှန်အစားကလည်းသိပ်ပြီးမကောင်းတော့ချက်သမျှဟင်းဟာမှန်းထားသလောက်မကောင်းတာကများတယ်။ဥပမာဒဲအိုးမပူခင်လောကြည့်ပြီးဟင်းချက်စရာတွေထည့်မိတာတို့ရှင်တွေကပပွက်စုနေပေမဲ့လှီးလို့ဖြက်လို့မပြီးသေးတာတို့ဖြစ်နေလေတော့ကျမချက်တဲ့ဟင်းက တာမန်အင်ရှင်မတယောက်ချက်တဲ့ဟင်းထက်ညံ့မသွားပေမဲ့စောင်းထဲမှာပါတဲ့ဟင်းလျာတွေရဲ့အရသာစံနှုန်းနဲ့အယောင်အသွေးကိုမမီတာကများတယ်။မတက်သာတဲ့အဆုံးကောင်းတဲ့ကောင်းအောင်စိတ်ရှိရှိနဲ့တီးခံပြီးချက်ရတာပေါ့။ဒဲဦးကိုစင်နေအောင်ပြန်တုပ်ပြီးဟင်းခတ်အမွေးချိုင်ခတ်ပြီးတဲ့အခါအဖုံးကိုတတိထားပြီးဖုံရတယ်။ပြီးမှတဆင်ပြီးတဆင်အစီအစဉ်ကြနာအောင်ချက်ပြုတ်နေရင်ကစိတ်မရှိသလိုဖြစ်လာတဲ့အခါမျိုးမှာ အသက်ကိုပြင်းပြင်းရှူပြီးစိတ်ငြိမ်လာအောင် ပြန်လုပ်ရတယ်။အစပိုင်းတုန်းကတော်တော်နဲ့မအောင်မြင်နိုင်လို့စိတ်ဓာတ်ကျခဲ့ရပေမဲ့နောက်ပိုင်းမှတဖြည်းဖြည်းအောင်မြင်လာတဲ့အခါအပျော်ကြီးပျော်ခဲ့ရပြန်တယ်။အခုကျမအနေနဲ့လက်ထောက်စဖို့မှုအစင်ရောက်လာအောင်အတော်ကြီးဒုက္ခခံကြိုးစားခဲ့ရတယ်။ကျမဆရာမကတာမန်စဖို့မှုတယောက်သာမဟုတ်ဘဲ TV တို့မဂ္ဂဇင်းတို့မှာပါချက်နှီးပြုတ်နှီးတွေကိုပအဝင်ရိုက်ကူးရေးသားနေရတာမှအတော်ကိုနာမည်ကြီးတယ်။ ဒါကြောင့်မို့လဲဆီယမရဲ့တင်နန်းကိုဝင်ခွင့်ရဖို့လူအများကြီးနဲ့ရှင်ပြိုင်ပြီးဖြေခဲ့ရတယ်။နွေဦးရူဆိုတဲ့တိုးတောင်းတဲ့ကာလအတွင်းမှာအပတ်တကုတ်ကြိုးစားပြီးဆီယမရဲ့တပည့်ဖြစ်လာရတာကိုဂုံယူလို့မဆုံးဖြစ်နေခဲ့မိတယ်။ဒါပေမဲ့တကယ်တမ်းတင်နန်းကိုလည်းတက်ကြည့်ရော တခြားတင်နန်းသူတွေနဲ့ကျမရဲ့ခံယူချက်ကအလွန်ကွာခြားနေတာကို တွေ့လာရတယ်။သူတို့အတွင်းနဲ့ခံယူချက်ကပျော်ဖို့ပါဖို့အတွက်အသက်ရှင်နေကြတာပဲ။ ဘလောက်အရေးကြီးတဲ့ပညာမျိုးဖြစ်ပါစေသူတို့ရဲ့အပျော်အပါကိုတော့အထီးကိုင်မခံဘူးသူတို့အဖေအမေတွေကအဲ့ဒီလိုတင် जा ခဲ့ပုံရတယ်ဒါပေမဲ့သူတို့တွေဟာပျော်ပေါင်းမှုရဲ့စစ်မှန်တဲ့အတိတ်ပဲတော့သိပုံမရကြဘူးဘယ်ဟာကောင်းတယ်မကောင်းဘူးဆိုတာကိုလည်းစိတ်ရှုပ်ခံပြီးစဉ်းစားမနေကြဘူးအသက်ရှင်သန်နေသည်၍ပျော်ပျော်နေဖို့ပဲစဉ်းစားနေတတ်ကြတယ် ချမ်းသာဒုက္ခဆိုတာဟာကိုယ့်ကိုယ်ကိုတယောက်တည်းပါလားဆိုတဲ့အသည့်ကိုမိထားနိုင်တာပဲလို့ယူဆထားကြတယ်။ကျမလည်းသူတို့အယူအဆကိုအားကြမိတယ်။အီပရွန်လေးတွေကိုဝတ်မယ်၊ပန်းကလေးတွေလိုရင်မောမယ်၊အချက်အပြုတ်ကိုလေ့လာမယ်။ပူစရာရှိရင်ပူမယ်၊တွေးဝေစရာရှိရင်တွေးဝေမယ်။ဒီလိုနဲ့ပဲချစ်သူတွေနဲ့တွေ့ပြီးအိမ်တောင်ပြုသွားကြမယ်။တဲဟုတ်ပါလားလို့လည်းအားကြမိတယ်။သူတို့ဘဝကလှလဲလှတယ်၊ကျင်နာမှုလည်းအပြည့်ရှိတယ်။ ကျမဘွားကျတော့သူတို့နဲ့လုံးဝမတူပြန်ဘူးအမြဲတမ်းမောပန်းနှမ်းဟိုက်နေရတတ်ပြီးအထီးကျန်နေတတ်တယ်တခခုကြောင့်အနေရအထိုင်ရခက်လာလို့ပြင်းရင်ကြီးငွေလာလို့တငယ်ချင်းတွေစီဖုန်းဆက်ကြည့်ရတဲ့အခါမျိုးမှာသူတို့အားလုံးအပြင်ရောက်နေကြတဲ့အခါမျိုးမှာကျမဟာကိုကြီးပြင်လာခဲ့ရတဲ့ဘဝကိုဆက်ဆုပ်ရွှန်ရှာမိတတ်တယ်အလိုလိုနေရင်းဝမ်းနည်းနေတတ်တယ် ဒါပေမဲ့နွေရာသီတစ်လျှောက်လုံးမိဖို့ထဲမှာနေခွင့်ကြုံခဲ့ရတာကတော့ကျမအတွက်အတောခုစိန်ကြရလို့ပြောရလိမ့်မယ်။ကျမလေလက်ကိုစီပူလောင်မှလည်းမမှုဘူး။ညာပေါင်းများစွာအေးပြက်လည်းမဖြုံဘူး။မိဖို့ထဲမှာသာနေရမယ်ဆိုရင်နတ်ဖြံမှာရောက်လာမယ့်အတွေ့အကြုံတွေကိုမျှော်တလင့်လင့်နဲ့ပြောနေခဲ့မိတယ်။စနစ်တကျဖုတ်လိုက်မိတဲ့ဂိတ်မှုကြီးတွေကိုကြည့်ရတာက ကျမရဲ့ဝိညာဉ်တွေထည့်ပြီးဖုတ်ထားသလိုပဲ။ စူပါမားကတ်မှာတွေ့ရတဲ့နီနီရဲ့ရဲ့ခရမ်းချင်းတွေကိုကျမအရန်သဘောကျမိတယ်။ကျမကတော့အဲ့ဒီပုံစံမျိုးပဲပြောတတ်ပြီးတခြားဘယ်လိုပုံစံမျိုးနဲ့မှမပြောတတ်တော့ဘူး။ပြီးတော့ငါဟာတနေ့နေ့မှာတေးရမှာပဲလို့အမြဲတွေးနေမိတယ်။အဲ့ဒီလိုမှမတွေးဘူးဆိုရင်ကိုကိုကိုလည်းရှင်းတတ်နေတယ်လို့မထင်ရတော့ဘူး။ဒါကြောင့်လည်းဒီဘဝမျိုးရောက်နေတာပေါ့လေ။ အမောင်တို့အတွင်နှက်ဆိုင်လာတဲ့ကြောက်ကမ်းမဘေးကလမ်းကလေးကိုတရွေ့ရွေ့ရှောင်လှမ်းရင်းလမ်းမကြီးကိုလှမ်းမြင်ရတဲ့အခါတပ်ပြင်းရှိကြီးကိုချလိုက်မိတယ်။ပြီးတော့ငါအတော်ကြီးရှောက်ခဲ့ရပြီပဲဆိုတဲ့အသည့်နဲ့ကောင်းငင်ထက်စီကိုမော့ကြည့်လိုက်တဲ့အခါမိတ်တုံမိတ်တုံနဲ့လင်းလက်နေတဲ့ကြယ်ကလေးတွေဟာအသေးသေးစိတ်ဝင်သွားလောက်အောင်လှနေတာကိုတွေ့လိုက်ရတော့တယ်။တန်ရှင်းလှုပ်ပြီးလို့အလုံးအစင်းစင်းပြင်းစင်းပြီးသွားတဲ့အခါမိုးချုပ်လာတော့တယ်။ ရှေ့တကားမှာရှိတဲ့လူခေါ်ခေါင်းလောင်းတဲ့မီလာရာနဲ့တပြိုင်နက် UEG ဟာပလတ်စတစ်အထုပ်ကြီးတစ်ထုပ်ပိုက်ပြီးတကားကိုမချိမဆန့်တွင်းရင်ဝင်လာတာကိုတွေ့လိုက်ရတယ်။ကျမကတကားဝအထီသွားကြိုတဲ့အခါအဲ့မာရေဗျာလို့သူကပြောလာတယ်။ဘာဖြစ်လို့လဲကျမကမေးလိုက်တယ်။မင်းမာရီအကုန်လိုက်ဝယ်လိုက်တော့ပစ္စည်းတွေကအများကြီးမို့ဘလို့မတယောက်တည်းတည်လို့မရတော့ဘူးလေ။ဟဲဟုတ်လားလို့ကျမကမသိသလိုဟန်လို့ပြောလိုက်ပြီးမှ သူတော်ပွားနေမှရိပ်မိတဲ့အတွက်သူနဲ့အတူကားကိုရောင်ဘက်စီကိုဆင်းပြီးလိုက်လာမိတယ်။ကားရဲမှာကအေယာမအထုတ်ကြီးနှထုတ်ကြံသေးတယ်။အဲ့ဓာရီကိုကားကိုရောင်အပြင်ဘက်ရောက်အောင်တည်ရတာကခါယူကျိုးမတက်ဖြစ်နေတယ်။အင်းကျွန်တော်လဲကိုသုံးချင်တဲ့ပစ္စည်းလေးတွေပါရောဝယ်လိုက်လို့ထင်ပါရဲ့။ပူပီးကြီးတဲ့အထုတ်ကြီးကိုပိုက်ပြီး UE ကြီးကဆိုလာတယ်။ကိုသုံးချင်တဲ့ပစ္စည်းဆိုလို့ကျမတည်လာတဲ့အိတ်ကိုငုံကြည့်လိုက်တဲ့အခါ ခေါင်းလျှော်ရည်ပလင်းတွေမှတ်စုဆောင်တွေအပြင်ချက်ချင်းရင်းနှွေးနဲ့ပြုတ်ဆောင်လို့ရတဲ့ခောက်ဆွဲချောက်ထုတ်တွေကိုတွေ့လိုက်ရတယ်။ဒါရီကိုကြည့်ပြီး UEG တယောက်လက်တလောဘလို့စားတော့နေတယ်ဆိုတာကိုခံမှန်းလိုက်မိတယ်။ကြည်စံနေဟာရီမဟုတ်ဘူးနှစ်ခေါက်သုံးခေါက်ဝယ်ရင်လည်းရရဲ့သားနဲ့ခုလိုမင်းမှတခါလေးလိုက်လာတော့ဒီချိန်ထဲနဲ့ပြီးတာပေါ့ဟေးဟိုမှာကြည်စံလာမင်းကြီးကတာနေလိုက်တာ။ UEG ကဆောင်းရသည်ရဲ့ကောင်းကင်ဘော်ကဖိုးရွှေလာမင်းကြီးကိုမေးငေါပြရင်ပြောလိုက်တယ်။ဟဲဟုတ်ပါရဲ့နော်လို့ကျမကအလိုက်တင်ပြောလိုက်တယ်။အဆောင်ထဲဝင်ပြီးမှနောက်ဖက်ကိုကြည့်လိုက်တော့ဝိုင်းဆက်နေတဲ့လာမင်းကြီးဟာအစွမ်းကုန်သားနေတာကို တွေ့လိုက်ရတယ်။တရရိတ်တက်လာတဲ့တက်လေကခန်းထဲမှာ UEG ကဆိုလာပြန်တယ်။တခုခုတော့ဆက်ဆက်နေပြီထင်တယ်။ဘာရီများဆက်ဆက်နေလို့လဲ။အော် လာမင်းကြီးကလည်းထင်ထင်သာနေတယ်။အဲဒီထင်ထင်သာနေတဲ့လာမင်းကြီးနဲ့လိုက်ဖက်မဲ့ဥတုံခောက်ဆွဲပြုတ်လဲစားရတော့မယ်ဆိုတဲ့နမိတ်ပေါ့။ကလင်းဆိုတဲ့ခေါင်းလောင်းတန်းနဲ့အတူဓက်လေကားကရက်သွားတယ်။ရုတ်တရက်ကျမရင်ထဲမှာဟာကနေဖြစ်သွားတယ်။ဝရဏာမှာလမ်းရှောင်ရင်းကျမကမေးလိုက်တယ်။အဲ့ဒီနမိတ်ဆိုတာဘာလဲဟမ်။ခက်ရှင်းရှင်းပြောစမ်းပါရှင်။သူပြောတဲ့စကားကစင်ဝိယံရှောင်းနိုင်လွန်းလာတယ်။ဒါနဲ့စိတ်မရှိနိုင်မဲမေးလိုက်မိတယ်။ ဒီလိုပါကွာမင်းသာအမှုပညာတဲ့တယောက်ဖြစ်မယ်ဆိုရင်မင်းရဲ့အမျက်နှိုးဆုံးအမှုပညာဟာအချက်ပြုတ်ဖြစ်မှာပဲမင်းကမိဖို့ကြောင့်နဲ့မှအလုပ်လုပ်ရတာကိုတိတ်ပြီးနှစ်ချိုက်တယ်မဟုတ်လားကောင်းပါရဲ့ကွာ UEG ကသူပြောချင်တာတွေကိုတယောက်ထဲရှောက်ပြောနေတော့တယ်ဒါနဲ့ကျမက သူတိတ်ကလေးဆန်တာပဲနော်လို့တွေးရင်ရေလိုက်မိတယ်စောစောကဟာကနေဖြစ်သွားတဲ့အတွေးဟာအုံနောက်ထဲကိုစကလုံးအဖြစ်ဝင်ရောက်ဖြတ်တန်းသွားတော့တယ် ယူအီကြည်တာအနားမှာရှိနေမယ်ဆိုရင်ကို့ဘွားမှာဘာလို့သေးတော့လို့လဲကွယ်အဲ့ဒီခဏတာအတော်အတွင်းမှာကျမကောင်းတွေရှုပ်ထွေးကုန်တော့တယ်သူမျက်လုံးတွေကလာတဲ့ဝင်းလက်နေတဲ့အလင်းရောင်ကြောင့်ကျမမျက်လုံးတွေပြောင်းဝေကုန်တော့တယ်အဲ့ဒီနောက်ညစာချက်ပြုတ်လိုက်တာနှစ်နာရီလောက်ကြာသွားတယ်ယူအီဂျီကတော့ TV ကြည့်လိုက်အလူခွာလိုက်နေလို့နေတယ်။သူ့လက်ကတိတ်မြန်တာပဲ ကျမအတွက်အဲရီကိုတည်သွားခဲ့ပြီဆိုတဲ့ကိစ္စကအဝေးကြီးမှပဲရှိသေးတယ်။တိတ်လက်ခံလို့မရသေးဘူး။ရုတ်တရက်ကြားလိုက်ရလို့လက်ဖြတ်သွားခဲ့ရကနေတဖြည်းဖြည်းတီနာလဲစားပြုတ်ရုံပဲရှိသေးတယ်။ဒါပေမဲ့ UEG အဖို့တော့မိုးတက်မုန်တိုင်းတွေအောက်ကဝက်တစ်ချပင်လို့ပဲအရင်ရင်အရာရန်ဖြစ်နေရှာတယ်။ဒီလိုနဲ့ကျမတို့တို့တွေဟာအဲရီကိုတည်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်လို့ဘာတစ်ခုမှမပြောပြချဘဲ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအနာဂတ်မှာဘာရီဖြစ်လာမယ်ဆိုတာကိုမိထားရင်ကနှစ်ယောက်သားငြိမ်သက်နေခဲ့ကြတယ်။ရှေ့မှာတွေ့လာရမယ့်အခက်အခဲတွေကိုကြိုမတွေးဘဲနေခဲ့ကြတော့တယ်။ညင့်တော်တော်ကြီးနှက်လာတဲ့အခါချက်ပြုတ်ပြီးသွားတဲ့ညနေစာကို ကျမတို့နှစ်ယောက်သားစားစားရတော့တယ်။ပန်းသီးဆက်လက်အတုပ်တွေပိုင်လို့ခေါ်တဲ့မုတ်တွေဝက်စတူးတွေကိုရိုကဲလို့ခေါ်တဲ့အာလူးကတ်တလေးတွေပေပြားကြောတွေဟင်းရွက်ပြုတ်တွေ ပဲသည့်ချက်သားဟင်းတွင်ချက်သားကြာစံကျော်တွင်ဝတ်သားချိုချင်းဟင်းတွင်ဒင်းဆန်းတွင်ဟော့ပော့တွင်စလို့စားစရာမျိုးစုံကိုဝိုင်အရက်ကိုတောက်ရင်းကအချိန်အကြာကြီးထိုင်စားမိခဲ့ကြရတယ်။ယူအီချီကတော့အတော်ကြီးမူးနေပြီ။တခါမှဒီလောက်မမူးဘူးပါဘူးလို့တည်တည်ချာချာကြည့်လိုက်တော့ဆိုဖာပေါ်မှာအရက်တပလင်းလုံးကုန်နေပြီ။ကျမဟင်းချက်နေတော့ပလင်းကိုဖွင့်ပြီးအကုန်ခိုးတောက်ထားတာဖြစ်မယ်။ ဟမ်ကြည်စံယူအီဂျီအရက်တပလင်းလုံးကောင်အောင်တောက်ပစ်တယ်ယူအီဂျီကဆိုဖာပေါ်မှာပက်လက်လန်းရင်းအမီးဘက်ကိုတစ်ဖက်ချင်းကိုက်စားရင်းကအင်းလို့ဖြေတယ်ဒါရီအကုန်လုံးကောင်အောင်ခိုးတောက်ခဲ့တာပေါ့လေကျမကအဲ့ဒီလိုခမမပြောလိုက်တဲ့အခါသူ့မျက်နှာကလေးညှိုးချသွားတယ်။ကျမလည်းအယမူးနေတဲ့လူနဲ့ဆက်ပြီးစကားပြောရမှစိတ်ညစ်သွားတာနဲ့ဒါကဘာဖြစ်ရလဲလို့မေးလိုက်တယ်။အဲ့ဒီအခါသူ့မျက်နှာဟာတင်းမာသွားပြီး အလုံးအကူတလလုံးလုံးတပုတ်လီလွင်ပြောကြရတယ်လေကိုရင်ထဲမှာနာလုံးလို့ပါကွာအလုံးဆိုတာတက္ကသိုလ်အတိုင်းဝိုင်းပြောတာလားအင်းဒါနဲ့တလလုံးလုံးအရက်တွေကြီးမဲပြီးတောက်နေခဲ့ရဆိုပါတော့အင်းအော်ဒါကြောင့်မို့ကျမစီကိုတယ်လီဖုန်းဆက်ဖို့စိတ်မပါတော့ဘူးဆိုပါတော့ကျမမဲပြုံပြုံရင်ရင်နေလိုက်တယ်တယ်လီဖုန်းကတော့လင်းနေပါရဲ့ကွာသူကပါပြန်ရင်ပြောလာတယ် ညညအရက်မူပြီးအယုံပြန်လာတဲ့အခါမှာလန်းကအများသုံးတယ်လီဖုန်းအိမ်ထဲမှာတယ်လီဖုန်းကလေးတွေလင်းလက်နေအောင်တွေ့ရပါရဲ့ကွယ်။လန်းတစ်ချောင်းလုံးမှောင်မိုက်နေပေမဲ့အဲ့ဒီတယ်လီဖုန်းကလေးတွေလင်းနေတာကိုအဝေးကြီးကမြင်နေရပါတယ်။တန်းနဲ့တယ်လီဖုန်းအိမ်ထဲဝင်ပြီးတယ်လီဖုန်းကတ်ကိုဆက်ထည့်ထည့်ပြီးမိခငယ်ရဲ့အိမ်ကိုတယ်လီဖုန်းဆက်ဖို့နံပါတ်တွေကိုအကြိမ်ကြိမ်နှိပ်ခဲ့ပါရဲ့။ ဒါပေမဲ့အခုကိုကဘယ်နေရာစပြီးဘာရီပြောရမှာပါလေလို့စဉ်းစားမိလိုက်တော့စိတ်ထက်ကြသွားပြီးမဆက်ဖြစ်တော့ဘူး။ဒါနဲ့အိမ်ကိုပြန်ပြီးအိပ်ပျော်သွားတဲ့အခါအိမ်မက်ထဲမှာမိခငယ်ကတယ်လီဖုန်းစကားပြောရင်ငိုနေတာတော့ပွားနေတာကိုအကြိမ်ကြိမ်မှတ်နေခဲ့ရတယ်။ဒါရှင်သက်သက်ထင်တာပဲ။ထင်တာနဲ့တကယ်လက်တွေ့ကအများကြီးကွာခြားပါရှင်။ဟုတ်တယ်။မင်းပြောအမှန်လေ။အခုတော့ပြောသလိုလိုဖြစ်လာပြီ။ယူအီဂျီဟာ သူ့ကိုသူဘာတွေပြောနေမှန်းသိတော့မှမထင်ဘူးအိတ်ချင်မှုတူနဲ့ဘလုံးမထွေပြောနေတော့တယ်မိခငယ်ကမမီမရှိတော့တဲ့နောက်အခုလိုပဲကိုယ့်ရဲ့မျက်စိအောက်ကိုရောက်လာလိမ့်မယ်အဲ့ဒီနောက်ကို့အဖြစ်အပျက်ကိုကြည့်ပြီးဒေါပွားပြီးတော့အဆက်ဖြတ်သွားလိမ့်မယ်ပေးတတ်နိုင်မှမလဲအဲ့ဒီတောင်ခန္ဓာရင်ရှိဖို့အသင့်ပြင်ဆင်ထားတာပေါ့အမှန်တော့ကိုရသုံးယောက်တိအခန်းလေးထဲမှာပျော်ပျော်ပါပါနေခဲ့ကြတာတွေကိုပြန်တွေ့တဲ့အခါရှင်ထဲမှာစူးပြီးနာကျင်လာတယ် ဒါကြောင့်မို့ကိုလေးမင်းကိုတွေ့အောင်မတွေ့ချင်တော့ဘူး UEG ကအသက်ကိုပြင်းပြင်းရှူထုတ်လိုက်ရင်သူ့ကိုယ်သူပြောနေတယ်လို့ဆက်ပြောပြန်တယ်ကိုလေးဟောဒီအေဂန်နဲ့ဆိုဖာကလေးအခင်းဖြူဖြူကလေးအုပ်ထားတဲ့ဆိုဖာကလေးပေါ်မှာလူတယောက်ယောက်ကလာတဲမယ်ဆိုရင်အမြဲပဲပျော်နေတတ်တယ်အဲ့ဒီခါမျိုးမှာကို့အိမ်ထဲမှာနေရပေမဲ့တင်မော်ကြီးစီပီးအပျော်ခရီးထွက်နေရတယ်လို့ခံစားနေမိတယ် ါပေမဲ့ခုတော့ဒီနေရာမှာကိုတယောက်တည်းဖြစ်နေရပြီလေကိုဘောင်းမစားကျင်တဲ့စိတ်လည်းမရှိတော့ဘူးတခါတလေကြတော့လဲကိုရိုင်းချက်စားဖို့စူးစမ်းကြည့်ပါသေးတယ်ထမင်းချက်တာကလည်းတယ်လီဖုန်းဆက်တာလိုပဲမျောလင့်ချက်အလင်းရောင်တွေစိတ်သုံးသွားတာပဲဒါနဲ့ဘောင်းမမစားတော့ပဲအရက်ကိုကြီးမဲတောက်နေမိတယ်တကယ်ကိုကုခန်စားချက်တွေကိုမိခငယ်ကိုရင်ဖွင့်လိုက်ရရင်မိခငယ်လည်းအိမ်ုံမပြောင်းမဲကိုနဲ့အတူလာနေမှာပဲလို့လဲစိတ်ကူးရင်ငယ်မိတယ် ရုပ်ဆော့အဆုံးကိုယ်ခံစားချက်တွေကိုတီးခံပြီးနားထောင်ပေးမှာပဲလို့မျှော်လင့်ခဲ့မိတယ်။ဒါမဲ့ကိုလေးအဲ့ဒီပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းတဲ့မျှော်လင့်ချက်ကလေးကိုတော့ရေးရဲတင်းတင်းမမျှော်လင့်ရဲခဲ့ပါဘူးကွယ်။ကိုကကိုယ့်ရဲ့မျှော်လင့်ချက်ကိုဖွင့်ပြပြလိုက်လို့မိခငယ်ကသာစိတ်ဆိုးသွားမယ်ဆိုရင်တော့ဒီထက်စိတ်ပြက်ဖို့ကောင်းတဲ့ကြောက်ထဲကိုကြာသွားတော့မှသိကြတယ်။ဒီတော့ကိုလေးအဲ့ဒီအကြောင်းတွေကိုထုတ်ပြောရတဲ့တတ္တိရောကိုကိုကိုယုံကြည်မှုရော လုံးဝမရှိတော့ဘူး။ ဒါကတော့ရှင့်တွင်းနေရှင်ကိုကျမရဲ့လေတန်းကဒေါသတွေလွှမ်းနေပေမဲ့မျက်လုံးတွေကတနာတဲ့စိတ်တွေနဲ့ပြည်နေကြရလေသူနဲ့အတူနှစ်ယောက်တည်းအချိန်အကြာကြီးနေခဲ့ကြတဲ့အတော်အတွင်းမှာ ကျမတို့အချင်းချင်းဟာအဝေးကစိတ်ချင်းဆန့်ရနေခဲ့တယ်လို့တယောက်ရဲ့ခံစားချက်ကိုတယောက်နက်နက်ရှိုင်းရှိုင်းနားလည်ပေးခဲ့ကြတယ်။အဲ့ဒီလိုရှုပ်ထွေးစွာခံစားနေရတဲ့ကျမရဲ့စိတ်ကိုမူးယူးနေတဲ့ UEG လည်းရိတ်စားမိပုံပေါ်တယ်။တန်းနေသူကဆက်ပြောပြန်တယ် ိုလေးဒီနေ့ကိုမကုံဆုံးစေချင်တော့ညောင်လည်းဒီတိုင်းပဲဆက်ပြီးရှည်သွားစေချင်တော့တယ်ဒီကိုပြန်ပြောင်းလာခဲ့ပါလားမိခငယ်ရဲ့အင်းပြန်လာပြီးနေလို့လည်းရပါတယ်ကျမကအမှုသမားကို ဖြည့်သိမ့်တဲ့သဘောနဲ့ပြောလိုက်တယ်ဒါပေမဲ့အခုဒီအိမ်မှာအဲရီကိုလည်းမရှိတော့ဘူးလေကျမကတငယ်ချင်းတယောက်အနေနဲ့လာနေရမှာလားချစ်သူတယောက်အနေနဲ့နေရမှာလားအဲဒီတော့ UEG ကပြုံးလိုက်ပြီး မင်းပြောရတဲ့ဘောကဒီဆိုဖာကြီးကိုပြန်ရောင်းပြစ်လိုက်ပြီးနှစ်ယောက်ဤကရင်ဝင်ရမယ်လို့ဆိုလိုတာလားလို့ပြောလိုက်ပြန်တယ်။ပြီးမှတီသွားပြီးကိုလည်းဘလို့ပြောမှမသိတော့ပါဘူးကွာလို့ပြောတယ်။အဲ့ဒီထူးခြားတဲ့သူစရိုက်ကိုကကျမယင်ကို ခိုက်သွားစေခဲ့တယ်။ဒါနဲ့သူကဆက်ပြောတယ်။အခုတော့ဘာမှမစဉ်းစားရသေးပါဘူး။မိခငယ်ကကိုဘွားမှာဘလို့အနေအထားမျိုးရှိရမယ်။ကိုကိုနိုင်ကအနာဂတ်မှာဘလို့ပြောင်းလဲသွားမယ်။ အခုအချိန်ထိဘာတွေကဘလို့ခြားနာလာတယ်ဆိုတာတွေကိုလုံးလုံးနားမလည်နိုင်သေးပါဘူးပြီးတော့အခုလိုစိတ်အခြေအနေမျိုးမှာဘာကူမတိတိကျကျပိုင်းဖြတ်လို့ရအောင်မဟုတ်ဘူးလေဒီကမြန်မြန်ထွက်သွားတာပဲကောင်းပါတယ်သွားလဲသွားချင်လာပါပြီမင်းကလည်းကိုယ့်ရဲ့ဘဝရယ်ဆွေးမခေါ်ချင်ဘူးဒိုးနီယောက်ကတည်ရှင်းတရားရဲ့အလဲမှာတူတူနေကြပေမဲ့လည်းမိခငယ်အတွက်တော့ဘလို့မှပြောနိုင်မှာမဟုတ်ပါဘူးပုံပြီးစိတ်အားငယ်စရာပဲရှိမှာပါ ရွေးကြည့်ရလဲကို့ဘာသာတစ်ဖက်သက်ရှောက်တွေးမနေပါနဲ့ပြောကြကောင်းကျင်နဲ့ကောင်းနေမှာပေါ့ကျမကငိုတန်ပါကြီးနဲ့អော်ပြောလိုက်မိတယ်ဟုတ်တယ်အတိတ်ဆိုတော့နောက်တစ်နေ့မျက်လုံးပွင့်လာတယ်မိကုံတာပဲအခုတော်ဒီလိုကြီးဖြစ်ဖြစ်နေတယ်နောက်တစ်နေ့အထိဆက်ဆရာဆိုလို့ဘာမှမရှိတော့သလိုပဲဆူဖာပေါ်မှာခြေပြက်လက်ပြက်မှောက်ရလဲရင်က UEG ကအဲ့ဒီလိုပြောလိုက်ပြီးတဲ့နောက်ဒုက္ခပါပဲလို့ညှိလိုက်ပြန်တယ် အခန်းတစ်ခန်းလုံးဟာလည်းညနေတကောင်ချိန်မို့လားမပြောတတ်ဘူးငြိမ်ကြနေပြီးယူအီချီပြောသမျှကို နားထောင်သလိုပဲထင်မှတ်ရတယ်အိမ်ငန်းတစ်ခန်းလုံးဟာအေရီကိုမရှိတဲ့နောက်မှာရောင်အားအားဖြစ်နေရှာတယ်ညင်းကလည်းနှက်တထက်နှက်လာတယ်ဘာဆိုဘာမှတက်တက်ခွက်ခွက်မမြင်ရတော့ဘူးကျမနဲ့ UEG တို့ဟာတစ်ခါတခါမိုက်မောင်လာတဲ့မူယာညချမ်းအချိန်မှာ လေကားတစ်ခုရဲ့ထိတ်ကိုပြန်တူတက်ပြီးအဝီစီမှာရှိတဲ့ငရေအုပ်ကိုငုံချီနေတတ်ကြတယ်။မျက်နာတွေကိုညည်းလာအောင်အပူဟတ်နေတဲ့ဖုတ်ဖွတ်ဆူနေတဲ့မိပင်လေးကြီးကို ငေးကြည့်နေမိကြတယ်။အဲ့ဒီအချိန်မျိုးမှာဟောရီလောကကြီးအလဲမှာအနီးဆက်ဆုံးဖြစ်ပြီးအစားထိုးလို့မရအောင်ရင်းနှီးကြသူငယ်ချင်းများဖြစ်တဲ့တိုင်အောင် UEG နဲ့ကျမတို့ဟာလက်ချင်းမဆက်မိခဲ့ကြဘူး။ဘယ်လောက်ပင်ဝမ်းနဲ့ကြေကွဲနေပါစေ၊ဘယ်လောက်ပဲစိတ်အားငယ်နေပါစေ ကိုချစ်တော်ပေါ်မှာကိုရက်တီသွားမယ်ဆိုတဲ့မာနာရီကိုစီရှိနေကြတယ်။ဒါပေမဲ့ကျမဟာ အခုလိုတော့ကမီရီအလောင်းခံနေရတဲ့ UEG ရဲ့မျက်နှာကိုငေးကြည့်ရင်တနာသလိုလိုဖြစ်လာမိရဲ့။ကျမတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ကြားမမခွဲခြားပဲမောင်နှမလိုရှိနေကြပေမဲ့ရှေးအစဉ်အလာသဘောအရပြန်စစကြည့်ရင်ယောက်ျားဟာယောက်ျားမိန်းမဟာမိန်းမပဲ။ဘလိုပဲဖြစ်ဖြစ်အဲ့ဒီနေရာက ဆိုးရွားလွန်လှတယ် လူတယောက်နဲ့တယောက်ပေါင်းဆက်ဆက်နွယ်ပြီးအေးချမ်းမှုကိုတိဆောက်တဲ့နေရာမဟုတ်ဘူး။ကျမကမှော်အတက်နဲ့ပြင်းဟောနေတာမှမဟုတ်ပဲလေ။ကျမဟာအဲ့ဒီလိုအတွေးခေါင်နေပြီးမှ ရုတ်တရက်အတွေးပေါက်လာပြီးရဲလိုက်မိပြန်တယ်။အခုလိုအဝီစီမှာရှိနေတဲ့ငရဲအိုးကိုငုံကြည့်နေတဲ့ယောက်ျားလေးနဲ့မိန်းကလေးဟာသူတို့ရဲ့ရင်ထဲမှာတခုခုစိတ်ကူးနေပြီးတင်းများသွားခဲ့ရင်သူတို့ရဲ့အချစ်ဟာလည်းငရဲပြည်အထိပါသွားမှာပဲလို့တွေးလိုက်မိတဲ့အခါ အတော်မသက်ရေမောနေခြင်းမိရော်တယ်။ယူအီဂျီကိုလှည့်ကြည့်လိုက်တော့ဆိုဖာပေါ်မှာတခေါက်ခေါက်နဲ့အိပ်ပျော်နေပြီ။ကျမအရင်အိပ်ပျော်သွားလို့လားမပြောတတ်ဘူး။အိပ်ပျော်နေတဲ့သူ့ရဲ့မျက်နှာဟာအတော်ကြီးအေးချမ်းနေတယ်။သူ့ရဲ့ကိုယ်ပေါ်ကိုဆောင်းလွှမ်းချုံပေးလိုက်တာတော့တော်တော်များမလုပ်တော့ဘူး။ကျမလည်းပကံရီတပြုံကြီးကို ရေးသားမမီအောင်ဂရုတစိုက်စေးရင်က မျက်ရည်တွေရှမ်းတက်လာတော့တယ် တယောက်တည်းများပြားလာတဲ့ပကံတွေကိုဆေးနေရလို့မဟုတ်ဘဲရှင်ထဲမှာနှုံးချီလာအောင်စိတ်အားငယ်ဖို့ကောင်းတဲ့အခုလိုညမျိုးမှာတယောက်တည်းအိတ်မပြောဘဲကြံရင်ခဲ့တဲ့အဖြစ်ကြောင့်ဝမ်းနေရင်မျက်ရည်တွေအတော်မတတ်အောင်ယိုစီးကြနေတော့တယ်